စေးရုံအုပ်ကြီးဘွားကိုဒမ်ဘီလီချန်ထားနိုင်ခဲ့ပြီဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာကဒမ်ဘီလီကိုအမ်ဘာပေထက်ပိုကောင်းမဲ့သူဆိုပြီးနမိတ်ဖတ်ဖူးပါတယ်အဲဒီစကားကိုလာပေါ်တာက2021ခုနှစ်အတွင်းမှာပြောခဲ့တာပါလာပေါ်တာပြောပြီးသိမကြပါဘူးဇာဗီကလည်းဒမ်ဘီလီကကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာမယ်လို့အမွန်းတင်ခဲ့ပြန်ပါတယ်ဘာစီလိုနာတိုင်ဝမ်ကဒမ်ဘီလီကိုအကြီးကျယ်မျှော်လင့်ကပေါင်135တသမ5သန်းပြီးခဲ့တာပါအဲဒီပမာဏကလက်ရှိအချိန်ထိ ကမ္ဘာဒုတိယပြောင်းရွှေ့ခြင်းအမြင့်ဆုံးလည်းဖြစ်နေစေပါဘာစီလိုနာရဲ့ဒမ်ဘီလီပေါ်ရင်းနှီးမြှုပ်နှံမှုဟာခွက်ခွက်လန်အောင်ရှုံးခဲ့တာပါပဲဒရန်ပြဒနာရီချာနေမုန်းခဲ့သူဒမ်ဘီလီဟာစီယော့အုပ်ကြီးဘွဲ့ကိုပိုင်ဆိုင်ခဲ့တာပါဘာစီလိုနာကစားသမားဘွားချာပါတီပေးမှာ၉၄၀တာသွင်းနိုင်ပေမဲ့လာလီဂါချန်ပီယံ၃ကြိမ်ရတာကတော့သူရဲ့ဇာတာပဲလို့ဆိုရပါမယ်နောက်တော့ PSG ကိုဒမ်ဘီလီတိတ်တိတ်လေးပြောင်းခဲ့တာပါပဲနေမာမက်ဆီဘာဘေစားတဲ့ကျယ်ဝင်းတွေမရှိပေမဲ့ PSG တိုက်စစ်ခေပြောင်းတော့လိုက်ရင်အတွက် ဒမ်မီလီကအရေးပါဆုံးဖြစ်လာမယ်လို့ဘယ်သူမှလည်းမထင်ထားခဲ့ပါဘူး။ဒါပေမဲ့ခုဆိုရင်ဒမ်မီလီက PSG မှာတွင်းကိုမှုန်တိုင်းတွွွွွတိုက်ခတ်နေခဲ့ပါပြီ။ဘာစီလိုနာမှာဒမ်မီလီကကြွက်သားတန်ရာ14ချိန်ရင်ဆန်ရပြီး984ရက်ကြာအနားယူခဲ့ရပါတယ်။တန်ရာပြဿနာပြင်သူ့ရဲ့စီကံမလိုက်နာမှုကလည်းလက်ညှိုးထိုးစရာဖြစ်ခဲ့တာပါပဲ။သူ့ရဲ့ professional ဆန်မှုကအကောင်းဆုံးမဟုတ်ခဲ့တာပါ။ညာချိန်မတော့အပြင်ထွက်ခဲ့တာဂိမ်းဆော့လွန်နာတွေကြောင့်လေ့ကျင့်ကနောက်ကျတာတွေဟာဒမ်မီလီနဲ့မစိမ့်တဲ့အရာတွေပါပဲ။ ဘာစီလိုနာအသင်းရဲ့ဒဏ်ကြီးအများဆုံးပေးရသူအဖြစ်လဲမှတ်တမ်းဝင်ခဲ့တာပါတကယ်တော့ဒဏ်ရာအနာတရသာမရှိရင်ဒမ်ဘလီကစားတာဟာကြီးကောင်းပါတယ်မျက်နှုံးမိမိတူးချင်းကြော်ဖြတ်မှုတွေကောင်းမှုနဲ့ဂိမ်းချိန်ကြတူးလဲဖြစ်ပါတယ်လက်ရှိတော့ဒမ်ဘလီပြန်ကောင်းလာတဲ့အကြောင်းရင်းကမိသားစုကြောင်းလို့ပဲဆိုရမှာပါ2021ခုနှစ်ဒီဇင်ဘာမှာဒမ်ဘလီကချီယာသူရီမာနဲ့အစ္စလန်ယူအာတိုင်းလက်ထပ်ထိမ်းမြှားခဲ့ပါတယ်အဲ့ဒီမင်္ဂလာပွဲကိုမော်ရိုကိုနိုင်ငံမှာကျင်းပခဲ့ပြီးဒမ်ဘလီရဲ့အသင်းပေါ်တချို့လည်းတက်ရောက်ခဲ့ပါတယ် မင်္ဂလာဝဲလာတဲ့ဒမ်ဘီလီရဲ့အသင်းပေါ်ရီကတော့အံအသင့်ခဲ့ရပါတယ်ဒမ်ဘီလီမှာချစ်သူရှိရဲဆိုတာသူတို့တကားမှမကြားဘူးလို့ပါပဲကလေးရပြီးချိန်မှာဒမ်ဘီလီရဲ့ခံယူချက်ကပိုပြီးပြောင်းလဲလာခဲ့ပါတယ်သူရဲ့ကစားသမားဘဝကိုပိုပြီးတန်ဖိုးထားလာတယ်အိမ်မှာအကြောပြင်းစရာခေါ်ပြီးလေ့ကျင့်တယ်လို့တင်းတက်သွားပြီးတော့လဲဒဏ်ရာမရအောင်ကြိုတင်ကာကွယ်မှုတွေလုပ်ပြီးသူ့ကိုယ်သူစောင့်ရှောက်ခဲ့တာပါတင်းတက်အာဟာရပညာရှင်ငှားပြီးတော့ပါကျမ်းမာရေးနဲ့အညီနေထိုင်စားသောက်မှုကိုလည်းပြုမှုခဲ့ပါတယ် ဘာစီလိုနာမှာဒမ်ဘီလီရဲ့အလင်းတွေစမြင်လာသလိုဘာစီလိုနာအသင်းဘော်တွေစီးကားနေလဲယုံကြည်လေးစားမှုတွေစရလာပါတယ်။ PSG ကိုဒမ်ဘီလီပြောင်းသွားလို့ဘာစီလိုနာကစားသမားတချို့စိတ်မကောင်းဖြစ်ခဲ့ကြပါသေးတယ်။ PSG ကိုစားရောက်ချိန်ကစားလို့ဒမ်ဘီလီရဲ့ယုံကြည်စိတ်ကပိုပြီးခိုင်မာနေခဲ့ပါပြီ။ဘာပေကြောင့်တိတ်ပြီးမထင်ရှားခဲ့ပေမဲ့ဘာပေမရှိတဲ့နောက်ဒမ်ဘီလီကပါရီမြူရဲ့ပိုစတာဘွိုင်းဖြစ်လာခဲ့ပါပြီ။တင်းကိုရီဂိုးဖန်တီမှုတွေနဲ့ပိုပြီးရင်ပါလာပါတယ်။ PSG နီးပြဖို့ဝင်ကတခါတလေမှာ9ရောင်တကူကောင်းဆက်ရမယ်ဆိုပြီးလဲ ဒမ်မီလီကိုစိတ်သက်လုံးစော်ပေးပါသည်ဒမ်မီလီကဖန်နီပေးလို့စီလဲရော့မကျသွားအောင်ထိမ့်သိရင်ဂိုးတွေပူသွင်းလာနေတာပါကစားတဲ့နေရာအပြောင်းလဲကြောင်းလဲဒမ်မီလီပူထက်မြက်လာတာပါပဲပြီးခဲ့တဲ့ရာသီကညာတော်မှာကစားပေးမဲ့လက်ရှိရာသီမှာဖော်နိုင်ပုံစံအတွင်းဝင်ပြီးကစားနေရပါတယ်အဲဒီပုံစံကြောင့်ဒမ်မီလီကပူပြီးလွတ်လပ်လာတယ်ဂိုးရမဲ့အခွင့်အလမ်းတွေပူပြီးပိုင်ဆိုင်လာပါတယ်ဘဲဂျီညာဂျီခေါင်းနဲ့ချက်စားတဲ့ပုံစံမျိုးစုံနဲ့ဂိုးတွေလည်းသွင်းလာနိုင်ပါတယ် PSG နီးပြလူးဝစ်အန်ဒရီရဲ့ မန်မန်နေဂျ်မန့်ကောင်းမှုလို့လဲဒမ်ဘီလီအခုလိုတိုးတက်လာတယ်လို့ဆိုနိုင်ပါတယ်။လူးဝစ်အန်ရီကဒမ်ဘီလီကိုတင်းလန်းရှော့လိုက်ဆက်ဆံနေရပါ။ဒမ်ဘီလီရဲ့စိတ်တဲ့အတက်ကြကိုတီထားပြီးပွဲမကစားစီပဲအပြစ်ပေးတာမျိုးလုပ်တတ်ပါတယ်။ဒမ်ဘီလီကစားပေါ်ရရှိမှလူးဝစ်အန်ရီနဲ့စကားများထားမှုပေမဲ့နောက်တော့ပြန်တောင်းပန်ခဲ့ပါတယ်။ဒမ်ဘီလီရဲ့မခံချင်စိတ်ကိုလူးဝစ်အန်ရီအကောင်းဆုံးလှုပ်ဆောင်ပေးနိုင်ခဲ့တာပါပဲ။ဒမ်ဘီလီကိုယ်တိုင်လည်းသူ့ကိုယ်သူအဆက်မပြတ်မောင်းနေနေလို့နေရီကန်တွေကတက်လာသလိုတင့်လွင်ထက်မြက်နေပါပြီ။ BG ပြိတ်သက်တွေလည်းဘာဘီကိုမစ်ပြစ်နိုင်ခဲ့ပါပြီ။ ်တင်းကိုးတွေကိုဖန်နေမှုတွေအတွက်ဒံဘီလီရှိနေပြီမဟုတ်လားဒီတော့အရင်ကဆေးရုံအကြီးဘွားကိုဒံဘီလီခြံထားနိုင်ခဲ့ပြီလို့ဆိုနိုင်ပါတယ် Amline Sport မှာတင်ဆက်ပါတယ်အားလုံးပဲဘေးပြရီဝေးကွာပြီးစိတ်ချမ်းသာကြီးကိုကြီးကျမ်းမှာဂျင်းများနဲ့ပြည့်စုံနိုင်ကြပါသည်ခင်ဗျာ